Mufti Zafar Ahmed Official Channel قلنا يا آدم اسكن أنت وزوجك الجنة وكلا منها رغدا حيث شئتما ولا تقربا هذه الشجرة فتكونا من الظالمين فأزلهما الشيطان عنها فأخرجهما مما كانا فيه وقلنا اهبطوا بعضكم لبعض عدو ولكم في الأرض مستقر ومتاع إلى حين' အခုအရှင်မနောထဆက်ပြီးတော့အလောရှင်မြတ်ကမိန်တော်မူတယ်ဝကလနာငါရှင်မြတ်ဟာတဲ့မိန်တော်မူတယ်ယာအာဒမ်အိုအာဒမ်အစကွန်အန်တဝဇောဂျူဂယ်ဂျန်နာအာဒမ်အလัยဟ်စလမ်ကိုအလောရှင်မြတ်ကဖန်ဆင်းလိုက်တယ်ဖန်ဆင်းပြီးတဲ့နောက်ပိုင်းမှာအာဒမ်အလัยဟ်စလမ်ကဂျန်နတ်ထဲမှာတယောက်တည်းပြင်းနေတာတယောက်တည်းပြင်းနေတဲ့အပေါ်မှာအလောရှင်မြတ်ကနေနောက်ထပ်ပါထပြီးတော့မှဖန်ဆင်းလိုက်တယ်ဆိုတော့အာဒမ်အလัยဟ်စလမ်ရဲ့ဘယ်ဘက်နံယူကနေပြီးတော့တချောင်းထုတ်ပြီးတော့အဲ့ဒီဘယ်ဘက်နံယူတချောင်းနဲ့အလောရှင်မြတ်ကနေ ဟာဇရတ်ဟဝါအလัยဟစလမ်လူသားတွေအားလုံးရဲ့တမန်တော်အာဒမ်အလัยဟစလမ်ကအဘူလ်ဘရှရ်လို့ခေါ်တဲ့လူသားအားလုံးရဲ့ဖခင်အဲ့တော့ဒီဖခင်စီရဲ့နာယိုးတစ်ချောင်းကနေအလောရှင်မြတ်ကနေပြီးတော့မှအာဟာဇရတ်ဟဝါအလัยဟစလမ်ကိုအလ္လာဟ်ကနေဖန်ဆင်းတော်မူတယ်။အော်ဖန်ဆင်းလိုက်တော့ဒီမှာဇနီးဆိုတာဖြစ်လာတယ်။အဲ့တော့ဇနီးမောင်နှံဆိုပြီးတော့နေတော့သူကအသိပြီးတော့အထီးကျန်ရင်းဆိုတာမဖြစ်တော့ အော်အလောရှိမြတ်ကဒီဇနီးမောင်နှံဆိုတဲ့ပုံစံကိုအလာဒုနယာမှာဖန်ဆင်းတာကိုကလည်းပဲတယောက်နဲ့တယောက်အထီးကျန်မှုမရှိရလေအောင်ဆိုတာဒီအထီးကျန်ခြင်းကိုဟောဖြည့်ရှင်းဖို့အတွက်ကိုပဲအလောရှိမြတ်ကဖန်ဆင်းလာတာအဲ့တော့အဲ့တကြောင့်မလို့တခြားသောအာရတ်တွေမှာလည်းအလာကမိတ်ထားတဲ့လီသက်စကူနူအီလိုက်ဟာဇနီးဆိုတာကအမျိုးသားတွေခင်မွန်းတွေအတွက်ကိုဒါကအဲစိတ်အေးချမ်းသာဖို့အတွက်ကိုစိတ်အေးချမ်းသာဖို့စိတ်တည်ငြိမ်ဖို့အတွက်ကိုအလာကဖန်ဆင်းထားပေးတာ အဲ့တို့ကြောင့်မလို့လူအများစုဟာအကုန်လုံးနှိပါဟာဘာဖြစ်လဲဆိုတော့သူကအိမ်အောင်ပြုတ်လို့တဲ့ဆန္ဒရှိတယ်အိမ်အောင်ပြုတ်ထားမှသာလင်းသူတို့မှသူရဲ့စိတ်ခွန်အားစိတ်အေးချမ်းသာခြင်းတည်ငြိမ်ခြင်းသူရဲ့အထီးကျန်မှုပပျောက်ခြင်းဆိုတဲ့ဟာတွေကရှိတယ်အဲ့တော့ဒါကလည်းအိမ်အောင်ဆိုတာကိုအလောရှင်မြတ်ကစနစ်ကိုပြထမ်းထားတယ်ဒီပြထမ်းထားတဲ့ဒီစနစ်မှာကိုကအဲ့ဒီအထီးကျန်ခြင်းကိုကင်းဝေးစေခြင်းနဲ့အတွက်ကြောင့်မလို့အလောရှင်မြတ်ကနေဖို့နဲ့မဟုတ်တတ်တတ်ဖန်ဆင်းပြီးတော့မှသူတို့ကို အိမ်အောင်ပြုတ်ဖို့ဆိုတဲ့ system ကို အလာကနေပြထမ်းပေးထားတာဖြစ်တယ်အော်ဟဝါအလัยဟစလမ်ကိုအလ္လာဟ်ရှိမြတ်ကနေတမန်တော်အာဒမ်အလัยဟစလမ်ရဲ့နံယိုးနဲ့ဖန်ဆင်းလိုက်တယ်။အဲ့လိုလိုနံယိုးကနေပြီးတော့မှပြီးတော့အမျိုးသမီးတစ်ယောက်ဖြစ်လာတယ်။ဖြစ်လာပြီးတဲ့နောက်ပိုင်းမှာအလ္လာဟ်ရှိမြတ်ကမိန်တယ်။ယာအာဒမ်အိုအာဒမ်အစကွန်အန်တဝဇောဂျူကလ်ဂျန်နာမင်းတို့ဒီငါ့ရှင်မြတ်ရဲ့ဒီဥယျံထဲမှာမင်းတို့နှစ်ယောက်နေကြအတင်တို့ဇနီးမောင်နှံဒီမှာနေကြဝကူလာမင်ဟာရာဒန်ဟိုင်းသူရှိတူမာ အဲ့တော့မင်းတို့နေရာတကာမှာသွားခြင်းတဲ့နေရာသွားလာခြင်းတဲ့နေရာနာပြီးလို့ရှိရင်ဗာစားခြင်းနဲ့စားခြင်းတဲ့ဟာအားလုံးကိုဟောဗနောမရေရှက်ရေအတင်လို့စားလို့ရပါတယ်ဆိုပြီးတော့အလဘက်ကနေခွင့်ပြုတာဒါပေမဲ့ချွင်းချက်အနေနဲ့တခုမိတ်တာတယ်ပါပြောလဲဝလာတကရဘာဟာဒီဟိရှာဂျာရတာအဲနေရာတနေရာရှိတယ်အဲ့ဒီနေရာတနေရာမှာအပင်တပင်ရှိတယ်အဲ့ဒီအပင်ကဘလို့အပင်လဲအဲ့ဒါအလောရှင်မြတ်ကဘသူ့ကိုမှအတိမပေးတာဘူးဟာဒီဆိုတဲ့နေရာမှာလဲဒါလည်းနဲ့ပတ်သက်ပြီးပြထန်းတာမိတ်ထားတယ်ဆိုတာမရှိဘူး တော့ဒီအပင်ကနေလာတဲ့ဒီအသီးပေါ့အဲ့ဒီအသီးအဲ့ဒီအသီးကိုမင်းတို့မစားနဲ့ဆိုပြီးတော့မှအလောရှိမြတ်ကဆောင်းရံနေရောရှောင်းရံနေရောဂျန်နတ်မှာနေတဲ့အချိန်မှာလောက်ရမယ်ဟာတွေကိုပြထမ်းပေးလိုက်တယ်ပြထမ်းပေးလိုက်တော့မင်းတို့တခြားနေရာမှာကြိုက်တာသွားကြိုက်တဲ့နေရာသွားကြိုက်တယ်လို့စားအဲ့ဒါလုပ်လို့ရတယ်ဒါပေမဲ့ဒီအသီးကိုမင်းတို့မစားနဲ့ဒီအပင်ကအသီးကိုမင်းတို့မစားနဲ့အနားလည်းမကတ်နဲ့ဆိုပြီးတော့ဝလာတက်ရဘာအနားတော်မကတ်နဲ့ဒီအပင်နားတော်ဆိုပြီးတော့ဒီအပင်နားတော်မကတ်နဲ့ဆိုပြီးတော့အလာကနေ မိန်လိုက်တယ်မိန်လိုက်တော့ဘာဆက်ပြီးတော့ပြောလဲဖတ်တဲ့ကူနာမီနာလာလီမင်အကဲမင်းတို့ဒီအပင်နာကိုသွားပြီးတော့ကတ်တယ်ဆိုလို့ရှိရင်တော့မင်းတို့ဟာအပြစ်ကျူးလွန်တဲ့သူတွေဖြစ်လိမ့်မယ်မင်းတို့ဟာကိုကိုကိုနစ်နာအောင်လုပ်တဲ့သူတွေဖြစ်လိမ့်မယ်ဒါအမတရားသူကျူးလွန်တဲ့သူတွေဖြစ်လိမ့်မယ်ဆိုပြီးတော့အလောရှိမြတ်ကနေဒါရှောင်းရံအနေနဲ့ဒီဟာတကူပြထန်းလိုက်တယ်ပြထန်းလိုက်တဲ့ဟာကိုရှိုက်တန်ကအမြဲတမ်းလိုလိုဒီလိုပြထန်းထားတယ်ဆိုတာကိုရှိုက်တန်ကလည်းသိထားတယ် တည်ထားတာဖြစ်တဲ့ကြောင့်ရှိုက်တန်ဆိုတဲ့ဒီအီဗလစ်ကဘာလို့လဲဆိုရင်ဒီလင်မယားနှစ်ယောက်ကိုအမြဲတမ်းလိုလိုဟိုလိုစွပေးဒီလိုမြောက်ထိုးပင့်ခေါ်လှုပ်ပေးပြီးတော့တခြားအာရတော်တွေမှမိတ်ထားတယ်ရှိုက်တန်ကလာပြီးတော့မှသူတို့နှစ်ယောက်ကိုစီးယုံတယ်များတော့ဟိုအပင်ရှိတယ်လေအဲ့ဒီအပင်ကအသီးကိုစားလိုက်အဲ့ဒီအသီးနဲ့ပတ်သက်ပြီးတော့ဘယ်လိုပြောပြလဲဆိုတော့ဒီအသီးကိုစားလိုက်လို့ရှိရင်ခင်ဗျားတို့ကဒါထာဝရအသက်ရလိမ့်မယ်။ဘယ်တော့မှမတည်တော့ဘူး။ တည်ခြင်းဆိုတဲ့ဟာကိုခင်ဗျားတို့ဘယ်တော့မှယင်ဆိုင်ရမှာမဟုတ်တော့ဘူးဆိုပြီးတော့မှအဲ့ဒီလိုပုံစံမျိုးနဲ့သွားပြီးတော့မှအဲဖြားယောင်သွေးဆောင်လိန်လေလှဲ့ပြရတယ်လှဲ့ပြရတော့ပထမတော့အာဒမ်အလိုင်စလမ်တို့ကမယုံဘူးဒါပေမဲ့နောက်ပိုင်းကျတော့ကြာလာတာနဲ့မြပြောတာများလာတဲ့အကြတော့အာဒမ်အလိုင်စလမ်နဲ့ဇနီးမောင်နှံကဘာဖြစ်လဲဆိုလို့ရှိရင်အဟုတ်လားမသိဘူးဆိုတဲ့သူတော်သူတော်စိတ်ဝင်ဝင်လာပြီးတဲ့နောက်ပိုင်းမှာဘာလုပ်လိုက်လဲဖာအဇလ်လဟူမရှိုင်တာနူအန်ဟာအဲ့တော့ရှိုင်တန်ကနေပြီးတော့မှ ဒီအာဒမ်အလัยဟ်စလမ်ရဲ့ဇနီးမောင်နှံနှစ်ယောက်စလုံးကိုမရရအောင်မမမှားအောင်ဆိုပြီးတော့မှအဲ့ဒီလိုပုံစံမျိုးနဲ့တွန်းတယ်တွန်းရင်တွန်းရင်နဲ့နောက်ပိုင်းအာဒမ်အလัยဟ်စလမ်တို့လင်မယားနှစ်ယောက်ကအဲ့ဒီအသီးကိုသွားပြီးတော့မှစားမိသွားတယ်စားမိသွားတော့အလ္လာဟ်ရှိမကနေဖာအခရဂျာဟူမာမင်မာကာနာဖီအဲ့တော့ဒါခုနကတည်းကအလ္လာဟ်မိန်ထားပြီးဒါမင်းတို့ဒီဟာမစားနဲ့ဒီဟာကိုစားရင်မင်းတို့ အပြစ်ကျူးလွန်သူတွေဖြစ်လိမ့်မယ်ဆိုပြီးတော့အလာကမိန်ထားပြီးသားမိန်ထားပြီးသားဟာကိုတွားပြီးတော့စားလိုက်တဲ့တကြောင်အလောရှင်မကနေသူတို့အပြစ်ကျူးလွန်သူတွေဖြစ်တယ်အပြစ်ကျူးလွန်သူတွေဖြစ်တဲ့တကြောင်ပြစ်ဒဏ်ခတ်တဲ့အနေနဲ့အလောရှင်မကသူတို့ကိုဂျန္နတ်ကနေမောင်းထုတ်လိုက်တယ်အာဒမ်အလိုင်စလမ်တို့ဇနီးမောင်နှံနှစ်ယောက်ကိုလည်းပဲမောင်းထုတ်လိုက်တယ်ရှိုင်တန်ကိုလည်းမောင်းထုတ်လိုက်တယ်ဘာဖြစ်လို့မောင်းထုတ်တယ်လဲရှိုင်တန်ကိုဘာကြောင့်မောင်းထုတ်တယ်လဲဆိုတော့သူကဖျားယောင်သွေးဆောင်လို့သူများကိုအဲလမ်းလွဲအောင်လိုက်ပြီးတော့လှုပ်တဲ့အတွက်ကြောင့်ရှိုင်တန်ကိုမောင်းထုတ်လိုက်တယ်အာဒမ်အလိုင်စလမ်တို့ဇနီးမောင်နှံကကြတော့ ပြစ်ပြီးကိုမစားနဲ့လို့ပြောထားတယ်ဒီအပင်သားမကတ်နဲ့လို့ပြောထားတယ်အဲ့ဒီမကတ်နဲ့လို့ပြောထားတဲ့အပင်သားကိုသွားကတ်တဲ့အတကြောင်တန်ခတ်တဲ့အနေနဲ့သူတို့နှစ်ယောက်စလုံးကိုလည်းမောင်းချလိုက်တယ်မောင်းချလိုက်တော့အဲ့ဒီချိန်မှာဂျန်နတ်ကနေပြီးတော့မှဒီအားလုံးအကုန်လုံးဂျန်နတ်ကနေပြီးတော့မောင်းချခံလိုက်ရပြီးတော့မှကျွန်တော်တို့ရဲ့မြေပထဝီကိုအားလုံးရောက်ချလာကြတော့တယ်အဲ့ရောက်ချလာကြပြီးတဲ့နောက်ပိုင်းမှာရှေ့မှာဆက်ပြီးတော့မှအလောရှင်မြတ်ကမိတ်နေဝကုလ်နဟ်ဘီတူဘာဒူကွမ်လီဘာဒင်အာဒူ အဲ့တော့ငါအရှင်မြတ်ကအမိန်ထုတ်ပြန်လိုက်တယ်အင်းဘီသူမင်းတို့ဒီကနေဆင်းကြတော့ဆိုတော့ကဂျန်နတ်ကနေမင်းတို့ဆင်းကြတော့ဆိုပြီးတော့အဲ့လိုဆင်းခိုင်းလိုက်တယ်ဆင်းခိုင်းပြီးပါဆက်ပြီးပြောလိုက်တယ်ဘာတို့ကွန်လီဘာဝင်အာဒူဝန်မင်းတို့ဟာတယောက်နဲ့တယောက်မင်းတို့ရန်သူတွေပဲမင်းတို့လူသားနဲ့တယောက်နဲ့တယောက်ဆိုတဲ့အဲ့လိုသဘောကလူသားကတစ်ဖွဲ့ဇနီးမောင်နှံကဒါလူသားအုပ်စုအီဘလစ်ကကြတော့ဒါကလူသားမဟုတ်ဘူးသူကရုပ်မမြင်ရတော့ နောက်ထပ်အဖန်ဆင်းကံတစ်မျိုးမီးလောင်မီးညွန့်နဲ့ဖန်ဆင်းထားတဲ့ရုပ်မမြင်ရတဲ့အဲ့ဒီလိုမျိုးသူတို့ရဲ့ရုပ်ပြောင်းရုပ်လွဲပုံစံအမျိုးမျိုးနဲ့ဖန်တီးလို့ရတယ်အဲ့တော့ဒီလူသားမျိုးတွေစုနဲ့ဒီရှိုင်တန်ဆိုတဲ့ဒီမျိုးနယ်စုကဒါလုံးဝလုံးဝကမ္ဘာယန္တူတွေပဲဆိုပြီးတော့အလာကနေအဲ့ဒီလိုမိန်လိုက်တယ်မိန်ပြီးတော့မှသူတို့ပြောလိုက်တယ်မင်းတို့ဒီကနေဆင်းတော့မင်းတို့နောက်နောက်လဲမင်းတို့အမြဲတမ်းလူလူကဘာဖြစ်မလဲဆိုရင်ယန္တူပဲဖြစ်နေလိမ့်မယ်အဲ့တော့တယောက်နဲ့တယောက်မယုံကြနဲ့ဆိုပြီးတော့အဲ့ဒီလိုပုံစံမျိုးအလာကခိုင်းလိုက်တယ် ဝလကုမ်ဖီလ်အာရဒ်မစ်တကာရွန်ဝမတာအွန်အီလာဟီနင်ပြီးတော့အလာကဆက်ပြီးတော့မိတ်တယ်မင်းတို့ဒုနယာကိုသွားမယ်မြေပထဝီကိုသွားမယ်ဆိုလို့ရှိရင်မြေပထဝီမှာမင်းတို့အတွက်နေဖို့နေရာတတ်တဆီရလိမ့်မယ်မစ်တကာရွန်နေထိုင်ဖို့အတွက်နေရာရလိမ့်မယ်ဝမတာအွန်ပြီးတော့မင်းတို့အတွက်ကိုအသုံးဆောင်ပစ္စည်းတွေလိုအပ်တဲ့အသုံးဆောင်ပစ္စည်းတွေအားလုံးအားဓာတွေမင်းတို့ရလိမ့်မယ်အီလာဟီနင်အချိန်တိုင်းတာတစ်ခုထိတော့မင်းတို့ရမယ်ဆိုတော့အချိန်တိုင်းတာတစ်ခုထိဆိုတာလူတိုင်းလူတိုင်းမတည်ခင်ထိပေါ့ ကိုမသေးခင်ထိတော့အခုနပြောသလိုနေဖို့နေရာလဲအလာကချီးမြှင့်ထားတော်မူတယ်အဲ့ဒီတိုင်းပဲသုံးဆောင်ပစ္စည်းတွေအားလုံးကိုလည်းအလာချီးမြှင့်ထားတော်မူတယ်ဒါလူတိုင်းအတွက်ကိုအလာကချီးမြှင့်ထားပြီးသားပဲရှိုင်တာနေအတွက်ကိုလည်းပဲအလောရှင်မကနေဖို့နေရာရောသူတို့တဲ့စားဖို့တောက်ဖို့အတွက်ကိုရောအသုံးဆောင်ပစ္စည်းတွေရောအားလုံးအလာကဖန်ဆင်းပေးထားပြီးသားပဲတော့အားလုံးကမသေးမချင်းတော့သုံးလို့ရနေလိမ့်မယ်အဲ့တော့ဒါကအာဒမ်အလေးဆလမ်တို့ဇနီးမောင်နှံနှစ်ယောက်ဟာလူသားဖခင်ရဲ့ဒီလူသားဖခင် ဒီမိဘနှစ်ပါးပေါ့လူသားအားလုံးရဲ့ဒီမိဘနာကနဦးမိဘနှစ်ပါးဟာအုပ်မှားသွားကြတယ်မှားသွားကြတဲ့အပေါ်မှာအလောရှိမြတ်ကနေပြီးတော့မှအာဒမ်အလေးဆလမ်ကအမြဲတမ်းလို့လို့နှစ်ပေါင်း40အာဒမ်အလေးဆလမ်ကအမြဲတမ်းလို့လို့အလတ်ရထံတော်ဘာမှအာစဂျီဒာလှုပ်လို့ပြီးတော့မှအမြဲပထဝီကိုရောက်တဲ့ချိန်မှာစဂျီဒာလှုပ်လို့ပြီးတော့မှအာဒမ်အလေးဆလမ်ကအလတ်စီမှာဝန်ချတောင်းမှန်တယ်ကျွန်တော်မှားခဲ့ပါတယ်ကျွန်တော်မှားခဲ့ပါတယ်ကျွန်တော်မှားခဲ့ပါတယ်ဆိုပြီးတော့အဲ့ဒါအမြဲတမ်းဝန်ချတောင်းမှန်အဲ့တော့ မြေပထဝီကိုချပေးလိုက်တဲ့ချိန်မှာအာဒမ်မှာလည်းအစ္စလာမ်ကကြတာကကြတော့တဏီယာမှာကြတယ်သူကဘယ်နာမှာလဲဆိုလို့ရှိရင်တီတီလင်္ကာနိုင်ငံအာဒမ်တောင်ဆိုပြီးတော့အခုကျွန်တော်တို့ခေါ်ကြတယ်အဲ့ဒီအာဒမ်တောင်ပေါ့အဲ့မှာဒီခြေရာအကြီးကြီးရှိတယ်အခြေရာအကြီးကြီးရှိတယ်ဆိုတော့အဲ့ဒီအိုက်တောင်ကအဲ့ဒီခြေရာကအာဒမ်မှာလည်းအစ္စလာမ်ရဲ့ခြေရာဖြစ်တယ်လို့လည်းပြောကြတယ်ပြီးတော့ဒီတောင်ကိုလည်းအာဒမ်တောင်ဆိုပြီးတော့ခေါ်တာကဘာကြောင့်လဲဆိုရင်အာဒမ်မှာလည်းအစ္စလာမ်ကအဲ့ဒီတောင်ပေါ်မှာကြခဲ့လို့အဲ့တော့အဲ့ဒီနေရာမှာအာဒမ်မှာလည်းအစ္စလာမ်ကိုအလောရှိမြတ်ကနေဒီနေရာမှာဂျန္နတ်ကနေ မောင်းချလိုက်တဲ့အချိန်မှာသူကြာလာတာကအဲ့ဒီနေရာမှာရှိုင်တန်ကတခြားတနေရာမှာကြာတယ်။ဟာသာအာဒမ်အလိုင်ဆလမ်ကကျင်ရတော့ပြတဲ့ဟဝါအလိုင်ဟဆလမ်ကနောက်ထပ်တခြားတနေရာမှာသွားကြာတယ်။၃ရောက်၃နေရာမှာတတ်တတ်စီကြာကြတယ်။ကြာကြတော့အဲ့ဒီနေရာမှာအလောရှင်မက်ကအဲ့ဒီ၃ရောက်စလုံးကိုနေဖို့ရောအသုံးဆောင်ပစ္စည်းတွေရောအားလုံးကိုအလာကတတ်တတ်စီအကုန်လုံးတွေဖန်ဆင်းပေးထားပြီးသားအဆင်ပြေအောင်အကုန်စီမံပေးထားပြီးသားဖြစ်တယ်။အဲ့တော့ပြီးတော့အာဒမ်အလိုင်ဆလမ်က မှားသွားပြီဆိုတဲ့ဟာအလရှိမှာဝန်ချတောင်းပန်တဲ့အချိန်မှာအလရှိဘက်ကနေသူ့ကိုမင်းကရှိမှာတော်ပါလို့ရင်ဘယ်လိုပုံစံတော်ပါလို့ရမလဲအမားကိုဝန်ချတောင်းပန်ရင်ဘယ်လိုဝန်ချတောင်းပန်ရမလဲဆိုပြီးတော့မှအာတချို့ချို့စာသားတွေတင်ပေးလိုက်တယ်တင်ပေးလိုက်တော့အဲ့ဒါကတချို့အာရတွေမှာအလရှိမြတ်ကမိန်တော်မူတာတဲ့ ربنا ولمنا انفسنا وان لم تغفر لنا وترحمنا لنكونن من الخاسرين ဒါပေမဲ့ပါလဲဆိုရင်အိုးအရှင်မြတ် အစ်ဝလမ်နာအန်ဖူဆာနာကျွန်တော်တို့ဟာကျွန်တော်တို့ကိုကျွန်တော်တို့ဒုက္ခပေးခဲ့ပါတယ်ကျွန်တော်တို့ကိုကျွန်တော်တို့နစ်နာအောင်လုပ်ခဲ့ပါတယ်ဝအိလမ်တောဂ်ဖီရ်လနာဝတရဟမ်နာ အကေအလာဒါခွင့်မလွတ်ဘူးအလာဒါဂယုနာမတက်ဘူးမကျင်နာဘူးဆိုရင်လနကူနနမင်းအလ်ခါဆီရင်ကျွန်တော်တို့ဟာဒုက္ခရောက်တဲ့သူတွေပျက်စီးဆုံးရှုံးတဲ့သူတွေနစ်နာသူတွေဖြစ်သွားကြလိမ့်မယ်ဆိုပြီးတော့မှဒီလိုပုံစံမျိုး အာဒမ်အလัยဆလမ်ကနှစ်ပေါင်း40ကြာအောင်အလတ်ထံတော်ဘာမှအမြဲတမ်းစာဂျီတာလုပ်ပြီးတော့မှအမြဲတမ်းအလတ်ထံတော်ဘာမှဒါကိုလူငင်းချမ်းသာခွင့်ရဖို့အတွက်ကိုတောင်းတယ်တောင်းတော့ဒီမှာဗာပြောနေလေဖာတာလာကောအာဒမ်မီရဘ်ဘီဟီကလီမာတင်ဖတာဘာအလัยဖို့နော်အလောရှင်မြတ်ဒီအာအာဒမ်အလัยဆလမ်ဒီအလောရှင်မြတ်ရဲ့ထံတော်ဘာနေပြီးတော့မှတချို့တချို့တော့အာစာသားတွေကိုတင်ယူလိုက်တယ်တင်ယူပြီးတော့ဖတာဘာအလัยဟီအလัยထံတော်ဘာမှာသူကလူငင်းချမ်းသာခွင့်တောင်းတယ် တောင်းတော့အင်နာဟူဟူဝတ်တဝါဘရဟီမ်လူငင်းချမ်းသာဝတ်တောင်းတဲ့ချိန်မှာအလ္လာဟ်ရှိမက်ကလည်းသူ့ကိုလူငင်းချမ်းသာဝင်ချီးမြှင့်လိုက်တယ်အင်နာဟူဟူဝတ်တဝါဘရဟီမ်အေကမ်ဘုရားအလ္လာဟ်ရှိမက်ကြည်သာလျင်လူငင်းချမ်းသာဝင်ချီးမြှင့်တော်မူသောအရှင်ရဟီမ်တဝါဘကတဲ့ဘက်ကလူငင်းချမ်းသာဝင်ချီးမြှင့်တော်မူသောအရှင်ခွင့်လွှတ်တော်မူသောအရှင်ရဟီမ်ဆိုတာဂယုဏထားတော်မူသောအရှင်ဖြစ်တယ်ဆိုပြီးတော့အလ္လာဟ်ရှိမက်ကကိုကိုကိုချီးမွမ်းကန်ဖွင့်ထားတယ် အဲ့တော့အာဒမ်အလိုင်ဆလမ်ကနှစ်ပေါင်း40ကျောင်းတောင်းရတယ်နှစ်ပေါင်း40ကျောင်းတောင်းပြီးတဲ့အချိန်ကျတော့မှအလ္လာဟ်ရှင်မြတ်ကနေပြီးတော့မှအာဒမ်အလိုင်ဆလမ်ကိုလူငင်းချမ်းသာဝင်ချီးမြှင့်လိုက်တယ်အဲ့တော့ဒီနေရာမှာကျွန်တော်တခုပြောချင်တာရှိတာကဘာလဲဆိုရင်ကျွန်တော်တို့ခရစ်ယာန်တွေပြောနေကြတဲ့ခရစ်ယာန်ညီကိုမောင်နှမတွေပြောကြတဲ့ဇာတ်ကားတွေရှိတယ်သူတို့ကဘာလဲဆိုရင်အာဒမ်အလိုင်ဆလမ်ဟာ ဂျန္နတ်မှာမစားမဲ့အသီးကိုသူစားခဲ့တယ်စားခဲ့တဲ့အကြောင်းအလ္လာဟ်ရှင်မြတ်ကနေသူ့ကို အပြစ်ရှိတယ်ဆိုပြီးတော့မောင်းချလိုက်တယ်မောင်းချလိုက်တော့ဒုနီယာမှာသူနေနေတယ်အဲ့ဒီအပြစ်ကြီးကရှိနေသေးတယ်အဲ့ဒီအပြစ်ရှိနေသေးတော့သူတို့ပြောတဲ့ဇကားကဘာလဲဆိုရင်သူတို့ရဲ့ယုံကြည်ချက်ကအလ္လာဟ်ရှင်မြတ်ဒီယေရှုခရစ်ပေါ့ဂျေဆပ်တို့လည်းခေါ်တယ်ဟာဇရတ်အီဆာအလัยဟီဆလမ်တို့လည်းကျွန်တော်တို့အစ္စလာမ်သာသနာဝင်တွေခေါ်တယ်ကုရ်အာန်ကအတုံးလုံးရပါ အဲ့တော့ဒီ Jesus ကိုလွတ်ပေးလိုက်တယ်လွတ်ပေးလိုက်ပြီးတော့ဒီ Jesus ကနေပြီးတော့ဘာလုပ်တယ်လဲဆိုလို့ရှိရင်လူသားတွေကျူးလွန်ခဲ့တဲ့အပြစ်အဲ့ဒီအပြစ်ကို Hazrat Isa Alayhis Salam Jesus ကနေယေရှုကနေပြီးတော့မှကိုစားဝင်ခံပေးလိုက်တယ်ဆိုပြီးတော့ဒီလိုပုံစံမျိုးပြောတဲ့ဇာကားဟာအဲ့ဒါဒီ ayat အရာအဲ့မှာအဖြေကပါနေတယ်အာဒမ် Alayhis Salam ကျူးလွန်တဲ့အပြစ်ဟာအာဒမ် Alayhis Salam ကိုရိုင်းလူငင်းချမ်းသာဝင်တောင်းတယ်နှစ်ပေါင်း40ကြာပြီးတော့အလာကလူငင်းချမ်းသာဝင်ချီးမြှင့်လိုက်ပြီးတာ ရှင်းမြင့်လိုက်ပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီကိစ္စအဲ့ဒီမှာတွေကပြတ်ခဲ့ပြီးပြီကျန်တဲ့အာဒမ်အလေးဆလမ်ပြအနောက်ကမွေးလာသည်မလူအားလုံးဟာဥဲဆိုပြီးတော့မွေးတာနဲ့တခါတည်းတန်းပြီးအပြစ်ရှိပါတယ်လို့ဒီလိုပြောခြင်းဟာဒါလုံးဝအတိတ်ပဲမရှိတဲ့ဒါကရှင်းတော့မညီဘူးဆိုတဲ့ဇာတ်ကားဖြစ်နေတယ်ကျွန်တော်တို့ဒီနေ့ကဘာမှာကိုကပြဋ္ဌာန်းထားတဲ့ဥပဒေတွေရှိတယ်ကဘာတစ်ခုလုံးမှာနိုင်ငံတိုင်းနိုင်ငံတိုင်းမှာပြဋ္ဌာန်းထားတဲ့ဥပဒေရှိတယ် တယောက်ကအပြစ်တစ်ခုကျူးလွန်လဲဆိုရင်ဒီအပြစ်ကဒီကျူးလွန်သူကိုပဲအရေးယူရမယ်ဒီကျူးလွန်သူကိုအရေးမယူဘဲနဲ့သူ့ရဲ့တားဆင်မြေဆက်ကိုလည်းသွားပြီးတော့အရေးယူလို့မရဘူးသူ့ရဲ့အိမ်နီးနားချင်းကိုလည်းသွားပြီးတော့အရေးယူလို့မရအောင်အော်အရင်တည်းကဘယင်တွေရှိတယ်အပြစ်ကျူးလွန်တဲ့ပုံကန်နဲ့ဆိုရင်သူ့ရဲ့ဆွေစဉ်မျိုးဆက်တားဆင်မြေဆက်80တပ်ပါလို့ပြောတယ်10ဆက်တပ်ပါဆိုပြီးပြောတယ်ဆိုတဲ့အမိန့်ချုပ်မြခင်ထုတ်ပြန်ခဲ့တယ်အဲ့ဒီလိုအမိန့်ထုတ်ပြန်ခဲ့တဲ့ဟာတွေကတမိုင်းမာကိုကလူတွေပြောကြတယ်ဒါတွေကလုံးဝမတော်မတရားဘူးဆိုပြီးတော့ပြောကြတယ်အဲ့တော့အဲ့ဒီလိုမတော်မတရားဘူးဆိုရင်အာသမ်အလိုင်ဆလမ် အတိစားလိုက်တဲ့အတွက်ကြောင့်မှားခဲ့တဲ့ဒီအမှားကြောင့်ဒီအမှားရှိရှိလေးများမွေးလာတဲ့မြတ်သူတွေအားလုံးဟာတမန်တော်ဤစာအလိုင်ဆလမ်ခေကိုရောက်တဲ့ထိအောင်ကြားထဲမှာရှိရှိလေးများသူတွေအားလုံးကဒီအပြစ်ကနေမကြည်သေးဘူးဆိုပြီးတော့ဒီလိုမျိုးပြောတယ်ဆိုတဲ့ဇာကားဟာဒါခုနပြောတဲ့လူသားတွေတတ်မှတ်ထားတဲ့ဥပဒေနဲ့ကိုကဒါရှင်းတော့မညီဘူးလုံးဝအတိတ်ပဲမရှိတဲ့ယုံကြည်ချက်ပဲဖြစ်နေတယ်အဲ့တော့ဒီဟာကအခုဒီမှာကုရ်အာန်ထဲမှာအလောင်ရှင်မြတ်ကိုတော်တိုင်မိန့်ထားတယ်အာဒမ်အလိုင်ဆလမ်ကအလောင်ရှင်မြတ်စီမှာ ကျွန်တော်မျိုးလူငင်းချမ်းသာဝင်တောင်းကျင်ပါတယ်ဘလို့တောင်းရမလဲလို့မေးတဲ့ချိန်မှာအလောင်းရှင်မြတ်ကတောင်းရမယ်စာသားတွေပြောပြပေးလိုက်တယ်အဲ့ဒီဟာနဲ့နှစ်ပေါင်း40လောက်ကြာအောင်တောင်းတယ်အချိန်အကြာကြီးတောင်းတယ်တောင်းရင်တောင်းရင်တောင်းတဲ့နှစ်ပေါင်း40ကြာမှအလောင်းရှင်မြတ်ကနေလူငင်းချမ်းသာဝင်ချီးမြှင့်တော်မူခဲ့တယ်အဲ့တော့အဲ့ဒါဆိုအဲ့ဒီကိစ္စအဲ့ဒီမှာကလေးကအဲ့စီကအဲ့မှာတည်းကပြတ်ခဲ့ပြီးပြီနောက်ကိုဘာမှဆက်စီရလဲအကြောင်းမရှိတော့ဘူးအော်အာဒမ်အလိုင်းစလမ်ကျူးလွန်တဲ့အပြစ်ကနောက်တဲ့သားစဉ်မြေးဆက်တွေအားလုံးထိအောင်ပါနေသေးတယ်အဲ့ဒီကြောင့်မလို့ ဟာဒရတ်အီဆာအလိုင်စလမ်တယောက်ကလာပြီးတော့မှဂျားဝင်ခံပြီးတော့ဒီအပြစ်တွေအားလုံးကိုအမြင့်ဖြတ်ရှင်းပေးခဲ့ရတယ်ဆိုတဲ့ဒီဟာကြီးကဒါဘိုင်ဘယ်မှာလည်းပဲမပြထန်းထားဘူးမပြထန်းထားတဲ့အတွက်ကြောင့်မလို့ဘိုင်ဘယ်ကစာသားတွေနဲ့လည်းတက်တက်ဆင်လွဲနေတယ်အဲ့အတွက်ကြောင့်မလို့ဒီယုံကြည်ချက်ကဒီယုံကြည်ချက်ကလုံးဝလွဲမားစေတယ်ပေါ့အရှိမဆက်ပြီးတော့အလောရှင်မြတ်ကမိတ်နဲ့ကုလနာဘီဘူမင်ဟာဂျမီအာအလောရှင်မြတ်ကမိတ်နဲ့မင်းတို့အားလုံးသွားကြတော့ဂျန်နတ်ကနေမောင်းချလိုက်တယ်ကောင်းငင်ပုံကနေ ဒုက္ခဘုံကနေမောင်းချလိုက်တယ်မောင်းချပြီးတော့အလောရှင်ဘက်ကဗာမိတ်တယ်ဖအိမာယတိယနကုမင်နီဟူဒာမင်းတို့စီကိုငါအရှင်မြတ်စီရနေပြီးတော့မှလမ်းညွန်ချက်တွေလာလိုက်မယ်လမ်းမှန်ပြပေးဖို့အတွက်ကိုညွန်ကြားချက်တွေငါအရှင်မြတ်ဘက်ကနေမင်းတို့စီကိုလာလိုက်မယ်အဲ့တော့ဖမန်တဘီအဟူဒာယာအဲ့လိုလာပြီဆိုတဲ့အခါကျလို့ရှိရင်ဘယ်သူတွေဟာငါရဲ့ညွန်ကြားချက်တွေကို လိုက်နာမလဲဖလာခေါဖွန်အလိုင်ဟင်ဝလာဟွမ်ယဟဇနူန် အဲ့ဒီသူတွေကဘယ်တော့မှငါ့ရဲ့ညွန်ကြားချက်တွေပေါ်မှာအမြဲတမ်းရှောက်လန်းပါတယ်ဆိုတဲ့အဲ့ဒီလိုသူတွေဟာနှစ်ဘဝနှစ်ဌာနစလုံးမှာဘယ်တော့မှစိုးရင်ကြောက်ကြရတယ်ဆိုတာလည်းရှိမှာမဟုတ်ဘူးဘယ်တော့မှတောကရောက်ရတယ်ဆိုတာလည်းရှိမှာမဟုတ်ဘူးဆိုပြီးတော့အလောင်းရှင်မြတ်ကမိန့်တော်မူထားတယ်အဲ့တော့ဒါကအလောင်းရှင်မြတ်ကတန်တမန်စနစ်ကိုငါအနောက်ကျလို့ရှိရင်တန်တမန်စနစ်နဲ့မင်းတို့စီကိုငါလွတ်လိုက်မယ်ဆိုပြီးတော့မှဒီလိုမျိုးပြောလိုက်တာပဲဖြစ်တယ်အဲ့တော့အာဒမ်အလေးစလမ်က လောကကိုရောက်လာတယ်ရောက်လာပြီးတဲ့အချိန်မှာအာဒမ်အလိုင်းစလမ်ကိုအလ္လာဟ်ရှင်မြတ်ကဘာတွေသင်ပေးလိုက်တယ်ဆိုရင် program တွေအကုန်ထည့်ပေးလိုက်တယ်အဲ့ဒီထည့်ပေးလိုက်တဲ့ program မှာဘာတွေပါတယ်ဆိုရင်အရာရာအားလုံးကိုဘယ်ပစ္စည်းကဘာပစ္စည်းဘယ်ပစ္စည်းကဘယ်လိုသုံးရတာလဲဘယ်ပစ္စည်းကဘယ်လောက်ထားရတာလဲစိုက်ပျိုးရေးပညာမွေးမြူရေးပညာအာကရိယာတွေဖန်တီးတဲ့ပညာပြီးရင်ဒီကရိယာတွေကိုဘယ်လိုပြန်အသုံးချရတယ်ဆိုတဲ့ဗဟုသုတတွေဒါတွေအားလုံးကိုအလ္လာဟ်ရှင်မြတ်ကအာဒမ်အလိုင်းစလမ်ကိုဝဟီနဲ့ချချပြီးတော့မှတန်တမာစနစ်နဲ့တောက်လျှောက်အဲ့ဒါတွေကိုဟိုးချပေးခဲ့တယ်အဲ့တော့ဒီ ဂျားထဲမှာတန်တမန်စနစ်နဲ့သွားတယ်တန်တမန်စနစ်ကဘသူနဲ့သွားလဲဆိုရင်ဟာဇရတ်ဂျီဘရာဟီလ်အလัยဆလမ်လို့ခေါ်တယ်အဲရူဟူလ်ကုဒ်စ်လို့လည်းခေါ်တယ်ဝိညာဉ်တော်လို့ခရစ်ယာန်တွေပြောကြတယ်ဝိညာဉ်တော်တယ်အဲ့ဒီဝိညာဉ်တော်ဆိုတာကကျွန်တော်တို့ယုံအစ္စလာမ်သာသနာမှာယုံကြည်ခိုင်းတာတော့ပုံစံတစ်မျိုးသူကကြားထဲမှာရှိတဲ့တန်တမန်တပါးအဆင့်ပဲရှိတယ်။တန်တမန်တပါးဖြစ်တဲ့အကြောင်းသူ့တန်တမန်တပါးကိုဖရာတပါးအဆင့်ရှိအောင်ပို့လို့တော့မရအောင်။ဟာသူဒီအလောင်းရှင်မျက်စီကနေပြီးတော့မှဒီအမိန်တော်တွေယူယူလာတယ်။ယူယူလာပြီးလို့ရှိရင်အလောင်းရှင်ဒီသူသားတွေကိုလာပြပေး။နဗီတွေကို တမန်တော်တွေကိုအလာရွေးချယ်ထားတဲ့တမန်တော်တွေအဲ့ဒီခေတ်အဲ့ဒီခါမှာတော့လူသားကလောလောဆယ်မှာနှစ်ယောက်တည်းပဲရှိသေးတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲတန်တမန်စနစ်နဲ့အတော်ရှင်မြတ်ဘက်ကနေပို့ချလိုက်တယ်အဲ့ဒီအချိန်မှာပို့ချတဲ့ပို့ချချက်တွေဟာဘာတွေပဲရှိလိမ့်ရှိတယ်ဆိုလို့ရှိရင်ဘယ်လိုပုံစံလေယာစိုက်ပြုတ်ရမလဲဘယ်လိုပုံစံရိတ်သိမ်းရမလဲဘယ်လိုပုံစံထွန်ရက်ရမလဲဘယ်လိုပုံစံမျိုးမွေးမြူရေလုပ်ရမလဲအဲ့ဒါတွေကိုဒါလင်အလောင်းရှင်မြတ်ကနေချပေးထားတာဖြစ်တယ်။အဲ့ဒီထဲမှာအမ်အလောက်ကိုဘယ်လိုကိုးကွယ်ရမလဲဆိုတဲ့ဟာကတော့နည်းနည်းပါးပါးပဲပါတယ်။ ။ဘာဖြစ်လို့လဲဆိုတော့ရှိတာမှလူသား၂ယောက်တည်းပဲရှိတာဖြစ်တဲ့တကြောင်မလို့သူတို့၂ယောက်စလုံးကလည်းအလောက်အနီးကအရင်ကတည်းကတိခဲ့ပြီးသားဘယ်လိုကိုးကွယ်ရမလဲဆိုတာအဂျန္နတ်မှာကတည်းကအရင်ပြဋ္ဌာန်းထားပြီးသားတွေဖြစ်တဲ့အတွက်ကြောင့်မလို့ကိုးကွယ်ခြင်းပူဇော်ပသခြင်းဆိုတဲ့ဒီလိုကိစ္စတွေနဲ့ပတ်သက်လို့အများများဆဆမပါခဲ့ဘူး။ဘာပဲအဓိကမိတ်ခဲ့တယ်လဲဆိုလို့ရှိရင်ခုနပြောတဲ့ဘလို layer site ပြိုးမွေးပြီးရေဘလို့လောက်ရမလဲပစ္စည်းကိရိယာတွေကိုဘလို့သုံးရမလဲအဝတ်အစားတွေကိုဘလို့ချုပ်လောက်ရမလဲ ပြီးရင်တရိษံတွေရှိတယ်ဆိုရင်အဲ့တရိษံတွေကိုအန်တရိษံတွေရဲ့အန်ဒီယန်တွေကာကွယ်ရင်းနေဆိုရင်ဘယ်လိုပုံစံကာကွယ်ရမလဲပြီးရင်ဒီဒီတရိษံတွေကိုကိုကနေပြန်ပြီးတော့အသုံးချမယ်ဆိုရင်ဘယ်လိုပုံစံအသုံးချရမလဲနွားတွေရှိမယ်တိုးတွေရှိမယ်အဲ့ဒီနွားတွေတိုးတွေကိုကိုကနေဘယ်လိုပုံစံအသုံးချရမလဲကလအုပ်တွေရှိမယ်ဒီကလအုပ်တွေကိုကိုကဘယ်လိုအသုံးချရမလဲဆိုတော့ဒီဟာတွေကိုဒါလင်းပြထမ်းပေးတာဖြစ်တယ်ခြာပေးတာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဒီနေ့ ကမ္ဘာတမိုင်းတွေရဲ့အစမှာရှိတယ်မလားလူသားတွေကတို့ရာတို့တီထွင်ကြံစခဲ့ကြတယ်လို့အမမတီထွင်ကြံစခဲ့ကြတယ်ဆိုပြောတာထက်ကိုအလောင်းရှင်မြတ်ကတို့ရဲ့ program ထဲမှာအာဒမ်အလိုင်းစလမ်မျိုးလင်မယားနှစ်ယောက်ထဲမှာကိုဇနီးမောင်နှံမှာကိုကဒီ program ထည့်ပေးထားပြီးသားဖြစ်တဲ့ကြောင့်အာဒမ်အလိုင်းစလမ်ကလည်းကိုယ့်ရဲ့ဇနီးကိုပြောပြတယ်ပဲပစ္စည်းဘလို့တုံးရတယ်ဆိုတာအဲ့တော့မွေးလာတဲ့ကလေးကိုလည်းသူကဆင်ခဲ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 ပြန်ပြီးပြောပြသွားနေတယ်အဲလိုတယ်ဆိုလို့ရှိရင်နဗီဒီဇီကနေတဆင့်အလောင်းရှင်မြတ်ကနေဘာတွေဘလို့လောက်အောင်လဲဆိုတဲ့ဟာတွေပြန်ချပေးတယ်အဲ့တော့အဲ့ဒါကြောင့်ကျွန်တော်တို့ အချင်းချင်းပြောမယ်ဆိုလို့ရှိရင်လောကမှာရှိနေတဲ့ပညာတွေထဲမှာ80ရာခိုင်နှုန်းသောပညာဟာမိုးကောင်းကင်ကနေအလားချပေးထားသောပညာတွေဒါလည်းဖြစ်တယ်။ကျန်တဲ့20ရာခိုင်နှုန်းလောက်ဟာလူသားတွေအဲ့ဒီ80ရာခိုင်နှုန်းကပညာတွေကိုပေါင်းစပ်ပြီးတော့မှတကွာကိုချဲ့ကားပြီးတော့ချဲ့ထွင်ပြီးတော့မှအဲ့လိုမျိုးတက်လာတဲ့ပညာ20ရာခိုင်နှုန်းလောက်ပဲရှိတယ်။ကျန်တဲ့80ရာခိုင်နှုန်းလောက်သောပညာတွေဟာအလောရှင်မြတ်ဘက်ကနေမိုးကောင်းကင်ကနေချပေးထားတဲ့ပညာတွေဒါလည်းဖြစ်တယ်လို့သုံးသပ်ရပါတယ်။ အဲ့တော့ဒီမှာအရှိဆက်ပြီးတော့အလောရှင်မြတ်ကမိတ်နေတယ်။ငါမင်းတို့တန်တမန်ဆင်းနေတဲ့နောက်ပိုင်းကျရင်လူသားတွေဘယ်လိုပုံစံမျိုးနေထိုင်ရမလဲ။ဘာတွေငါ့ကိုဘယ်လိုကိုးဝယ်ရမလဲဆိုတာတွေငါချပေးမယ်။ချပေးပြီဆိုတဲ့အခါကျရင်မင်းတို့အဲ့ဒီဟာတွေကိုလိုက်နာကြ။လိုက်နာတယ်ဆိုရင်ဘယ်သူတွေလိုက်နာမလဲ။လိုက်နာတဲ့သူတွေဟာငါရဲ့အမိတ်နာခံသူတွေဖြစ်တယ်။အဲ့ဒါကြောင့်အဲ့ဒီလူတွေကိုငါဘယ်တော့မှမကြောက်မကြမတောက်မတားနဲ့စိုးရင်စရာမရှိရလေအောင်ငါမင်းတို့ကိုထားမယ်။ရှေ့ဆက်ပြီးတော့အလာမိတ်တဲ့ဝလဒီနာကဖာရူဝကဇဘူဘီအာယာတီနာ။ အဲငါရဲ့တန်တမန်စနစ်နဲ့ငါအမိန့်တွေချပေးပြီဆိုတဲ့အချိန်မှာဘယ်သူတွေဟာငါရဲ့အမိန့်တွေကိုမလိုက်နာဘူးလဲမနာခံဘူးလဲဝကဇဘူဘီအာယာတီနာပြီးတော့ငါအရှင်မြတ်ကချပေးလိုက်တဲ့ဒေသနာတော်တွေရှိတယ်တက်တဲ့လက္ခဏာတွေရှိတယ်ဒီတက်တဲ့လက္ခဏာတော်တွေဟာအတိတ်ပဲမရှိပါဟာအတိတ်ပဲမှမရှိတာဒါကြီးကမှန်မှမမှန်တာဆိုပြီးတော့ဒီလိုပုံစံမျိုးနဲ့ညှင်းဆန်တယ်အလ္လာဟ်ကိုလည်းလက်မခံဘူးအလ္လာဟ်ချပေးထားတဲ့ဂျားတွေကဂျားကံကရိယာတွေရှိတယ်ဂျားကံအဲ စနစ်တွေရှိတယ်အဲ့ဒီစနစ်တွေကိုလည်းဒါအတိတ်ပဲမရှိဘူးဒီစနစ်ကြီးကလက်ခံစရာအကြောင်းမရှိဘူးဒါဒီစနစ်ကဒီလိုမျိုးလာအောင်မဟုတ်ဘူးဆိုပြီးတော့ဒီလိုမျိုးတွေငင်းပယ်ကြတယ်ငင်းဆန်ကြတယ်အဲ့တော့အဲ့လိုငင်းဆန်နေဆိုရင်တဲ့ဥလာအီကာအစဟာဘနာရ်အဲ့ဒီသူတွေဟာမိတဲ့ကိုတွားရမယ့်သူတွေဖြစ်တယ်ငရဲသားတွေဖြစ်တယ်ဆိုပြီးတော့အလောရှင်မြတ်ကမိန်တယ်ဟွန်ပီဟာဟောလီဒွန်ငါရဲ့အမိန့်တွေကိုမနာကမှုငါရဲ့ဒေသနာတော်တွေကိုငင်းဆန်တယ်ဒါတွေကအတိတ်ပဲမရှိဘူးဆိုပြီးတော့ဘသူတွေဟာ အဲပယ်ပယ်ချမယ်အဲဒီပယ်ချတဲ့သူတွေဟာဟွန်ပီဟာဟောလီဒူဂျဟန်နမ်ကြီးထဲမှာငရဲထဲမှာသူတို့ထာဝရနေရလိမ့်မယ်ဆိုပြီးတော့အလောရှိမြတ်ကနေမိတ်တော်မူထားတယ်အဲ့တော့ဒီအာယတ်ဒီအားလုံးကနေပြီးတော့ဒီတရကူတစ်ခုလုံးကနေပြီးတော့မှကျွန်တော်တို့ဗာဒီတိရတယ်ဆိုရင်လူသားအစအောအလောရှိမြတ်ကဘယ်လိုပုံစံမျိုးနဲ့စခဲ့တာလဲပြီးရင်လူလူသားကိုအလောရှိမြတ်ကဘယ်လိုပုံစံမျိုးနဲ့ install program တွေ install လုပ်ပေးလိုက်တယ်လဲပြီးရင်ဒီဒီလူသားကဂျန္နတ်ကနေမောင်းချပြီးတဲ့နောက်ပိုင်းမှာသူ့ကို ဘယ်လိုပုံစံမျိုးတွေနဲ့တန်တမာစနစ်နဲ့ဘယ်လိုပုံစံပြရိတ်တော်တွေချပေးခဲ့တယ်လဲဒေသနာတော်တွေချပေးခဲ့တယ်လဲချပေးခဲ့တဲ့ဒီဒေသနာတော်တွေကိုနာဂန်သူတွေကဘာဖြစ်မယ်မနာဂန်သူတွေကဘာဖြစ်မယ်ဆိုတဲ့ဟာတွေကိုဒါအားလုံးဒီမှာအလောရှင်မြတ်ကုတော်တိုင်းကပဲရှင်းလင်းတင်ပြပေးလိုက်တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဟာအလကိုတိုင်းတင်ပြထားပေးပြီးသားဖြစ်တဲ့ကြောင့်ဒီပုံစံကလွဲပြီးတခြားပုံစံယုံကြည်ခြင်းဟာဒါအလကိုပုံကန်နေခြင်းပဲဖြစ်တယ်မတော်တရယုံကြည်နေခြင်းကြရင် ဖြစ်ပါတယ်ကျွန်တော်တို့အားလုံးကိုလမ်းမှန်ရှောက်နိုင်စွမ်းအလရှိမြတ်ချီးမြှင့်ပေးသနာတော်မူပါစေအားလုံးကိုသဘောပေါက်ပြီးလိုက်နာကျင့်သုံးနိုင်တဲ့တော်ဖီချီးမြှင့်ပေးသနာတော်မူပါစေဝါအခီရူဒါဝါနာအန်အယ်လ်ဟမ်ဒူလ illah ရဘ်အလ်အာလမီး